လက်ရှိကာလအတွင်းမြန်မာပြည်မှာ rank အမြင့်ဆုံးဖြစ်နေတဲ့အလှမဲ့သုံးဦးကနဒတီတီမှာမြန်မာကိုကမ္ဘာကတရားကျူးစားနေကြသူတွေအများကြီးရှိကြပါတယ်နော်။နေရာပေါင်းစုံကနေကိုတက်ဆွမ်းတဲ့ပညာရည်နဲ့ကမ္ဘာမှာမြန်မာဆိုတာသိစေဖို့အတွက်ဆွဆွမ်းတမန်ကျူးစားကြသူတွေထဲမှာအလှမဲ့လေးတွေလည်းပါဝင်နေပါတယ်။အခုဗီဒီယိုလေးကတော့မြန်မာ rank အမြင့်ဆုံးအလှမဲ့လေးတွေကိုပြပြပေးချင်တာပါ။ပရိသတ်တို့ထင်ထားကြတဲ့အလှမဲ့လေးတွေပါနေမလားဆိုတော့ဆက်ပြီးတော့ကြည့်ပေးပါအောင်ရှင်။ နံပါတ်1နာနာ Miss International Top 10အရေးချင်းစစ်မှန်တွေနဲ့အတူ Miss International 2025မှာ Top 10တွေရရှိအောင်လို့စွမ်းဆောင်ထားနိုင်တဲ့အလှမယ်လေးကတော့နာနာလို့ Sis No ခေါ်ကြတဲ့အလှမယ်နန်းအင်စလီပဲဖြစ်ပါတယ်။နာနာကကိုပိုင်အရေးချင်းဖြတ်သွင်းဉဏ်ကောင်းသူတယောက်ဖြစ်တယ်လို့လူမှုပေါင်းသင်းဆက်ဆံရေးလည်းကောင်းသူလေးပါနော်။အလှမယ်လောကမှာ V5 ထဲကတခုအပါဝင်ဖြစ်တဲ့ Miss International လို့ပြိုင်ပွဲကြီးမှာ placement ကောင်းကောင်းရရှိအောင်လို့စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။2012ခုနှစ်ကနေ placement ကောင်းကောင်းမရခဲ့တဲ့မြန်မာအလှမယ်လောကကဒီနှစ်2025မှာတော့ ော့ top 10အထိရောက်ရှိအောင်လို့အလှမေလီနာနာကကြိုးစားခဲ့တာဖြစ်ပါတယ်။ Miss Popular Choice Award ဆုကိုလည်းရရှိခဲ့သလို National Consumer မှာလည်း top 10အထိဝင်ခဲ့တဲ့အထိမြမအလှမေလီကအကွန်ယူစရာကောင်းစွာနဲ့ရည်တည်နိုင်ခဲ့ပါတယ်။ဆရာထွန်းလွန်ရဲ့တပည့်မလေးဖြစ်တဲ့နာနာက Miss International မှာ top 10ဆင်းဝင်ခဲ့သလိုနံပါတ်၈ချိတ်ခဲ့သူလေးဖြစ်တာကြောင့်မြမပြည့်ရဲ့ rank အမြင့်ဆုံးအလှမေဆင်းထဲမှာထည့်သွင်းဖော်ပြလိုက်တာဖြစ်ပါတယ်။နံပါတ်2သူဇာဝင့်လည်း Miss Universe Top 20 ဒီကမ္ဘာလုံးကစိတ်ဝင်တစားစောင့်ကြည့်အားပေးကြရတဲ့ပြိုင်ပွဲတစ်ခုဖြစ်သလိုပြိုင်ပွဲဝင်အလှမဲ့တိုင်းကလည်းအရေးချင်းကောင်းတွေကိုပိုင်ဆိုင်ပြီးတော့အပြိုင်ကြရတဲ့ပြိုင်ပွဲကြီးကတော့ Miss Universe ပဲဖြစ်ပါတယ်ရှင်။ Bit Fight အလှမဲ့ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ Miss Universe ကို2020မှာမြန်မာကိုစားပြုတွားရောက်ရှင်းမြိုင်ခဲ့သူကတော့အလှမဲ့လေးသူဇာဝန်လည်းမဲ့ဖြစ်ပါတယ်။ Miss Universe 2020မှာ Top 20နဲ့အတူ National Contest ကိုပါမြန်မာအလှမဲ့လေးသူဇာဝန်လည်းကတိမ်ပိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ချင်းရွာ National Contest ကိုဝတ်ဆင်ခဲ့တာဖြစ်ပြီးတော့မြန်မာကိုကမ္ဘာကတည် အောင်လို့ကြိုးစားခဲ့တဲ့အလှမဲလေးဖြစ်ပါတယ်။ဒီလိုအင်အားကြီးမားတဲ့အလှမဲပြိုင်ပွဲကြီးမှာ top 20ထိရောက်ရှိအောင်လို့ placement ရယူနိုင်ခဲ့တာကြောင့်မြန်မာပြည်ရဲ့ rank အမြင့်ဆုံးအလှမဲစင်းထဲမှာပါဝင်နေတာပဲဖြစ်ပါတယ်။နံပါတ်3နီနီလေးအိမ် Miss Grand International Best Runner Up လက်ရှိမြန်မာပြည်အလှမယ့်လောကမှာ rank အမြင့်ဆုံးလို့သတ်မှတ်ခံထားရသူကတော့အလှမယ့်နီနီလေးအိမ်ပဲဖြစ်ပါတယ်။နီနီလေးအိမ်က Miss Grand International 2023မှာတွားရောက်ရှင်မြိုင်ခဲ့တာဖြစ်ပြီး First Runner App စုကိုထိုက်တဲ့တန်တန်ရရှိခဲ့တဲ့အလှမယ့်လေးပါရှင်။ဆရာချွန်းအောင်ရဲ့အမြင့်တောင်မြောက်ပေးမှုတွေနဲ့အတူသူမရဲ့အရေးချင်းကောင်းတွေကိုပေါင်းစပ်ပြီးတော့မြန်မာပြည်အတွက်ဂုံယူဆရာ First Runner App စုကိုယူဆောင်ပေးလာနိုင်ခဲ့ပါတယ်။ နောက်တစ်ချက်ကအလမဲ့လောကကိုမြန်မာပြည်သက်တွေတဖန်ပြန်လဲစိတ်ဝင်စားမှုပြင်ထန်လာအောင်လှုပ်ဆောင်နိုင်ခဲ့တယ်လို့ပြောရင်လည်းမမှားပါဘူးရှင်။အဲ့ဒီနေ့ကတော့မြန်မာပြည်သက်တွေရဲ့အစည်းအလုံးမှုအင်အားကိုတွေ့စီခဲ့တဲ့နှစ်ပါပဲ။နောက်ပိုင်းဆရာတပည့်နှစ်ယောက်အဆင်မပြေဖြစ်ခဲ့ကြရတာကြောင့်လည်းပြည်သက်တွေကတော့အစိတ်မကောင်းဖြစ်ခဲ့ကြရတဲ့အထိပါပဲရှင်။လက်တလောမှာတော့အလမဲ့လောကမှာနီနီလေးအိမ်ကိုကြုံနိုင်တဲ့အလှမဲ့ဆိုတော့မရှိသေးပါဘူး။ အခုပြပြပေးခဲ့တဲ့ အလှမဲတွေကတော့လက်ရှိမြန်မာပြည်မှာ rank အမြင့်ဆုံးအလှမဲလေးတွေဖြစ်ကြပါဗျ။အလှမဲမိမြတ်တို့နဲ့သဲဆုညီတို့ကတော့တရပူအသိခံရကြောင်း organization ဘက်ကဥအောင်ကြီးညာခဲ့တာမို့ထက်တွက်လို့မရဘူးလို့သိရပါဗျ။ပြည်သက်ကြီးတို့ရောဒီအလှမဲ့လေးတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုများထင်ကြပါလဲ။နောက်ထပ်ဒီစင်းနဲ့မှာပေါဝန်လာနိုင်ခြေရှိတဲ့အလှမဲ့လေးတွေကဘယ်သူတွေဖြစ်ကြမလဲဆိုတာပြည်သက်တို့ခံမှန်းချက်တွေရှိတယ်ဆိုရင်လည်းရေးပြခဲ့ကြပါအောင်ရှင်။